ားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှဆိုလို့ရှိရင်တော့အင်ဂျီဝစ်စားတွေလက်ကားဝယ်မယ်ဆိုလို့ရှိရင်ပက်တိုလန်ဈေးတစ်ခုပဲတည်ရသူတွေအတွက်ဒေါက်တာဈေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်ဒါကတော့ဘိုဘေဈေးဖြစ်ပါတယ်ဘိုဘေ6လမ်းမှာရှိပြီးတော့ပက်တိုဝယ်မှာရှိတဲ့ဘိုဘေဈေးအဝယ်စားလက်ကားမားကတ်ကြီးနဲ့မိတ်ဆက်ပေးချင်ပါတယ်ခင်ဗျာဒီမှာကျတော့ဝစ်စုံတွေကိုသူကအပြင်တန်းနဲ့အတွင်းတန်းဆိုပြီးရှိတယ်အတွင်းထဲကဈေးမဖွင့်ခင်မှာအပြင်တန်းကိုလည်းဖွင့်တယ်ပေါ့နော်အဲ့ဒီအပြင်ကလည်းအရင်ဈေးဝယ်လို့တန်ပြီးတော့မှတော်တော်လေးပြန်ရောင်းလို့ရှိရင်တော်တော်လေးမြက်မဲ့နေရဖြစ်ပါတယ်ခင်ဗျာဒီအပြင်တန်းကကျတော့အထက်ရလိုမျိုး9ထဲ3ထဲယူစရာမလိုကိုကြိုက်တဲ့တစ်ထဲကို ရောင်စုံကိုကြိုက်တယ်လို့အဲဒီဇိုင်းမျိုးစုံကာလာစုံကိုတထည့်တထည့်စီယူသွားလို့ရပါတယ်တော်တော်လေးဈေးတန်တဲ့ဈေးလေးဖြစ်ပါတယ်ခင်ဗျာ အားကြောင့်အဝေစားစကားစည်းဆိုလို့ပတ်သူနန်းစည်းတစ်ခုပဲသိရဆိုရင်တော့ဒီဘူဘေးစည်းကိုမဖြစ်မနေသွားပါလို့ကျွန်တော်ကမိတ်ဆက်ပေးပြရစီအဝေစားတွေကိုပြန်ရောင်းမဲ့လက်ကားသမားတွေကကြတော့ကိုလက်လီပြန်ရောင်းဖို့အတွက်ကိုဒီအဝေစားအပြင်တန်းကကြတော့ဒါကဘာဂျက်အထည်လေးတွေဖြစ်ပါတယ်ဒီဘာဂျက်လိုင်းလေးတွေတစ်ဆင့်မြင့်နဲ့ပိုကောင်းတဲ့လိုင်းလေးတွေလည်းရှိတယ်ပေါ့နော်အခုဆိုလို့ရှိရင်ဒါမြင်နေရတာကမင်းကလေးထည်ဖြစ်ပါတယ်ပြင်းကြီးလေးတွေကလက်လီစတိုးဆိုင်ကြီးတွေပေါ့ရောက်တော့လို့ရှိရင်300 400 500 600တွေဒီဖြစ်သွားတာပေါ့နော်ဒီမှာကြတော့တရားမပြေပဲနဲ့တရားကြော်ကြော်တရားဆွဆွလေးတွေရမှာဖြစ်ပါတယ်ခင်ဗျဒါမှမဟုတ်ကျွန်တော်တို့ကအများကြီးယူရဆိုရှင်အများကြီးအများဆုံး စေဖြစ်ပါတယ်နောက်ထပ်လှုပ်ဝှက်ချက်တစ်ခုကကျတော့အဲ့လိုမျိုးစိုင်တွေမှာအဲ့လိုပုံထားတဲ့ဟာတွေရှိပါတယ်သူတို့ကကျတော့ site တွေပြက်နေရပါတော့အဲ့ဒီ site တွေမှာကျတော့လည်းကြိုက်တဲ့ဈေးကိုယူတော်တော်လေးကိုတန်တဲ့ဈေးနဲ့ရမှာဖြစ်ပါတယ်အခုထွက်ရဆိုလို့ရှိရင်900တန်600တန်တွေကို90တရာရင်းတော့ရတာတွေရှိပါတယ်ခင်ဗျာဒီမျိုး t-shirt အကောင်းစားတွေဆိုလို့ရှိရင်လည်း site တွေမှာဆို400 500နဲ့ရောင်းတော့ပါတော့ဒီမှာကျတော့တရာကျော်လေးနဲ့ရဖြစ်ပါတယ်ခလေးအွေစားရဆိုလည်းရှိတယ်ပါတော့ ကလေးဝေစားလူစားစိုက်ဆောင်လေးရှိပါတယ်ခင်ဗျာအမျိုးသမီးဝတ်အမျိုးသားဝတ်ပြီးတော့လူကြီးဝတ်လူငယ်ဝတ်ကလေးလေးတွေဝတ်ဂျင်းပေါင်းမီတွေအဆောင်ရှိတဲ့ဈေးလေးဖြစ်တဲ့အတွက်ကြောင့်အားယူပြီးတော့လက်လီပြောင်းအောင်မဲ့သူတွေအတွက်ဆိုရင်တော့မဖြစ်မနေသွားမယ့်ဈေးလေးဖြစ်ပါတယ်ခင်ဗျာတော့မှအပြင်ဆိုင်မှာဝယ်လို့ရှိရင်တစ်ထည်ကို350လို့480လို့ရောင်းနေတဲ့ရှက်အင်ဂျီတွေကိုဒီဇိုင်းလေးမှာ100ကျော်လို့နဲ့ရလို့ကျွန်တော်လည်း6ထည်လောက်ဝယ်ခဲ့ပါသေးတယ်ခင်ဗျာအဝယ်စားရေလက်ကားရွေးနေမှာပတ်သက်တဲ့ဈေးတစ်ခုပဲတည်ရဆိုရင်တော့ဒီဈေးလေးကမဖြစ်မနေသွားမယ့်လက်ကားဈေးလေးဖြစ်ပါတယ်ဈေးလေးမှာတွားယူရောင်းပြီးတော့အမျက်တွေအများကြီးရကြပါစေလို့စတောင်းပေးလိုက်ပါတယ်အားလုံးပဲတက်တာပါခင်ဗျာ